ရှင်ယောဟန်ဩဝါဒစာတတိယဆောင်အခန်းကြီး၁အသက်ကြီးသူသည်ချစ်အပ်သောဂါယုကိုကြားလိုက်ပါ၏။ငါသည်သင်၌မှန်ကန်သောချစ်ခြင်းမေတ္တာရှိ၏။အချင်းချစ်သူသင်၏စိတ်နှလုံးသည်ကောင်းစားသကဲ့သို့သင်သည်အရာရာ၌ကောင်းစားခြင်းနှင့်ကျမ်းမာခြင်းရှိမည်အကြောင်းငါဆုတောင်း၏။သင်သည်တမန်တော်၌ကျင်လည်သည့်အတိုင်းသင်၌ရှိသောတမန်တော်၏အကြောင်းကိုညီကိုတို့သည်လာ၍တည့်တည်ခံကြသောအခါငါသည်အလုံးဝမ်းမြောက်ခြင်းရှိ၏။ ငါ၏သားသမီးတို့သည်တမန်တော်၌ကျင်လေသည်ကိုငါကြား၍ဝမ်းမြောက်ခြင်းထက်တား၍ဝမ်းမြောက်ခြင်းမရှိအချင်းချစ်သူသင်သည်ညီကိုတို့အား၎င်းအာဂန်တုတို့အား၎င်းပြုသည်မြသောဝတ်တို့ကိုတစ္ဆာနှင့်အညီပြုတတ်၏ထိုသူတို့သည်သင်၏ချစ်ချင်းမြတ်တာအကြောင်းကိုအသိတော်ရှိ၌တည်တည်ခံကြ၏သင်သည်ထိုသူတို့ကိုဖျားသခင်၏အလိုတော်နှင့်အညီပို့လိုက်ပြန်လျင်ကောင်းသောအမှုကိုပြုလိမ့်မည်အကြောင်းမူကားထိုသူတို့သည်နာမတော်ကိုထောက်၍သာသနာ့ပလူတို့တွင်အလှူမခံဘဲသွားကြ၏ ငါတို့သည်တမန်တရားကိုကူမသောသူဖြစ်အံ့သောငါထိုသို့သောသူတို့အားဧည့်သည်ဟုကိုပြုအပ်ကြ၏သင်တော်ထံသို့မှားသာကိုငါရေး၍ပေးလိုက်လိမ့်မည်သို့တော်လည်းအကယ်မူလှုပ်ခြင်းသောဒယောဒရတ်သည်ငါတို့အားအခွင့်မပေးထို့ကြောင့်ငါလာသောအခါသူသည်မိမိပြုသောအမှုကိုမိမိတတိယစေခြင်းကငါပြုမည်ထို့သူသည်ညူစုသောစကားနှင့်ငါတို့ကိုကဲ့ရဲ့သည်သာမကကဲ့ရဲ့ခြင်းနှင့်စိတ်မပြေပဲလျက်ညီကိုတို့ကိုကိုယ်တိုင်လက်မခံလက်ခံခြင်းသောသူတို့ကိုလည်းမြစ်တား၍ အသင်းတော်တွေကနှင်ထုတ်တတ်ဤအချင်းချစ်သူမကောင်းသောဤကိုမလိုက်နှင့်ကောင်းသောဤကိုသာလိုက်လော့ကောင်းသောအကျင့်ကိုကျင့်တော်သူသည်ဖျားသခင်နှင့်ဆက်ဆံဤမကောင်းသောအကျင့်ကိုကျင့်တော်သူမူကားဖျားသခင်ကိုမသိမမြင်ရပြီလူပေါင်းတို့သည်ဒေမီထရီဤတက်သည်ဖြစ်ကြဤတမာတရားသည်လည်းသူဤတက်သည်ဖြစ်ဤငါတို့သည်လည်းထိုသူဘဲ၌တက်သည်ခံကြဤငါတို့ဤတက်သည်ခံခြင်းသည်ဟုတ်မှန်သည်ကိုသင်တို့သိကြဤငါရေးစရာအကြောင်းအများရှိတော်လဲမှင်နှင့်မှင်တန်ဖြင့်ရေးခြင်းကအလိုမရှိ မကြာမမြင့်မီတင့်ကိုငါတွေ့မြင်ရင်အချင်းချင်းနှုတ်ဆက်၍စကားပြောမည်ဟုမျော်လင့်လျက်နေ၏။တင်းငိမ့်သက်ချင်းရှိပါစေတော့အဆွေတို့သည်တင့်ကိုနှုတ်ဆက်ကြ၏။တင်၌ရှိသောအဆွေတို့၏နာမည်ကိုထုတ်၍နှုတ်ဆက်လော့။